ိုင်းလူမျိုးတယောက်ကကျွန်တော်ဒီမြန်မာကျောင်းသားတယောက်ကိုပေါ့နော်မတော်စားကားနဲ့တိုက်မိရယ်ဒါပေမဲ့ဟိုတိုက်မိသွားတဲ့ကားသမားဘက်ကလည်းတောင်းဝန်ယူမှုသိမ်းရှိတဲ့အပြင်ဒီကျောင်းဘက်ကပါ management မကောင်းတော့မဖြစ်တင်တာကြီးဖြစ်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဖြစ်ပြဖြစ်သွားခဲ့ရတော့ကျွန်တော်ဒီထိုင်းနိုင်ငံဒီ Assumption University မှာဖြစ်သွားခဲ့တယ်ဆိုတော့အဲဖြစ်ပုံကတော့ကျွန်တော်လွန်ခဲ့တဲ့ဒီ November လောက်ပေါ့နော်ဒီနောက်နောက်ဆက် November လောက်ကဖြစ်ခဲ့တယ်ဒါပေမဲ့၃လလောက်ရှိပြီဒါပေမဲ့ကျောင်းသားဘက်ကဒီကိုယ်ကရှင်ကိုယ်တိုင်ဘက်ကအခုမှ အာပြောပြလို့တည်ရတဲ့ဟာလေးတွေပေါ့နော်ဒီအဲ့ accident ဖြစ်တာကိုတော့ကျွန်တော်ကြားမိရပါကျွန်တော်ကိုယ်လည်းဒီ assumption မှာတက်နေတာဖြစ်အတွက်ဒီ accident ဖြစ်တာကိုတော့ကြားမိရဒါပေမဲ့နောက်ဆက်တွဲရတော့ကျွန်တော်သိရမလားအဲ့လောက်ထိရေရသိမသိတော့ဘူးပြဒါပေမဲ့ကာကရှင်ခုနိုင်ကမနေညမှာပေါ့နော်ဒီသူတို့ post နဲ့ဒီ video file နဲ့အသေးစိတ်ရှင်းပြပြီးမှကျွန်တော်တည်ရတယ်ပေါ့နော်ဆိုတော့ဖြစ်သွားတာကတော့ဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီအဲ့ဒီအကြောင်းသားနှစ်ယောက်ကဒီ cycle နဲ့ပေါ့နော်ဒီအကြောင်းကိုအလာတဲ့လမ်းမှာပေါ့နော်သူတို့က အဲ့တော့သူဆိုင်ငယ်နဲ့လာသူတို့ဆိုင်ငယ်နဲ့စီးပြီးတော့ကြောင်းလာတယ်အဲ့ဒီအချိန်မှာဒီကြောင်းကနေထွက်လာတဲ့ကားစီးပေါ့နော်ဒီကားအမဲလေးပေါ့နော်ကားအမဲလေးအဲ့ထဲမှာလည်းထိုင်းလူမျိုးတယောက်ပါတယ်ဒါပေမဲ့အပြင်ကပဲဖြစ်ဖို့ပြပါတယ်ကြောင်းနေရာတော့မဟုတ်ဘူးသူတို့အဲ့ဒီမှာလာနေတဲ့အချိန်မှာအဲ့ဒီကြောင်းနေရာထွက်လာတဲ့ကားကပေါ့နော်အဲ့ဒီအမှန်ပြောချင်သူတို့မောင်းနေတဲ့လမ်းကကျွန်တော်အဖြောက်လမ်းကွာသူကလမ်းပြောက်မြင်းအဲ့လိုဖြက်ပြီးကိုွေးလို့မရဘူးဗျာကျွန်တော်ယူထန်းလေးမှာကိုွေးလို့မရဘူးဆိုတော့အဖြောက်လမ်းကိုသူတို့က ိတ်ထွက်လာတဲ့ကာကဘာဖြစ်လဲဆိုတော့ဒီမှာဖြက်ပြီးကွေးလိုက်တယ်ဗျာဖြက်ပြီးကွေးလိုက်တော့ဒီလာတဲ့ចောင်းသားတွေကလည်းသိတယ်မလားအချိန်မထိန်းနိုင်ပဲဟိုဖြက်ပြီးတိုက်မိပါတယ်ဗျာဆိုတော့အဲ့ဒီမှာသိတယ်မလားဟိုတိုက်မိတာကလည်းတော်တော်လေးပြင်းထန်တယ်ဗျာအမှန်တမ်းပြောရရှင်အဲ့ဒီလမ်းကသိမှာဖြက်ဖို့မကွေးတဲ့နေရာဗျာကွေးလို့မရတဲ့နေရာကို तू ကဖြက်ကွေးပြီးတော့ဟိုဘူးပြောမယ်ဖြက်ပြီးကွေးပြီးမောင်းလိုက်ရဗျာအဲ့ဆိုတော့ဒီဘက်ချမ်းလာတဲ့ចောင်းသားနှစ်ယောက်ကလည်းအချိန်မထိန်းနိုင်ပဲဝင်တိုက်မိသွားတယ်ဗျာ စဉ်းစားမိတာဘာလို့အဲ့လိုမျိုးဖြတ်ကွေ့လာရောနားမလဲဒါပေမဲ့ခါတိုင်းလဲဒီမှာအဲ့ကျောင်းအဲ့ကျောင်းသားမှာကကျွန်တော်မြင်နေရပါတယ်ဟိုခဏခဏကွေ့နေကြတာပဲဒါပေမဲ့အခုကကြတော့သိမလားဟိုအခက်မသိမှဖြစ်သွားတဲ့အရာတစ်ခုပေါ့နော်ဆိုတော့ပို့ပြီးဆိုတော့ကကျောင်းမှာ CCTV လည်းမရှိဘူးပေါ့နော်အဲ့နေရာမှာဒီကျောင်းဒီကျောင်းသားမှာဖြစ်တဲ့အတွက်အဲ့ကျောင်းသားမှာပြန်ကြည့်ဖို့ကလည်း CCTV မရှိခဲ့ဘူးဆိုတော့ဟိုရှိနေတဲ့ CCTV တွေရတယ်အလုံးတိတ်မလုံးဘူးပေါ့နော် ဆိုတော့ပြောချင်တာက international ကျောင်း international university တခုဖြစ်ပြီးတော့ဒါမဖြစ်တဲ့အရာကိုပေါ့နော်ပို့ပြီးဆိုတဲ့အချက်ကကျောင်းရင်တိုက်ပြီးတော့ပေါ့နော်ကျောင်းဒီ amulet ခေါ်တော့အရေးပေါ်လူနာသင်ကခေါ်မဲ့အချိန်မှာဒီကျောင်းမှာရှိတဲ့ဒီ amulet ဒစီကလည်းဘိန်းပေါက်နေတယ်ပေါ့နော်ဆိုတော့ဒါမှမဟုတ်သိရင်မလားအဲ့လိုကျောင်းမှာအရေးပေါ်ဖြစ်နေတဲ့အချိန်မှာအဲ့လိုမျိုးဘိန်းလာပေါက်ပြီးတော့ဒီဖြစ်ဟိုဒီမှာအရေးပေါ်ဖြစ်နေတဲ့လူနာတွေကလည်းသူတနိုင်လောက်နော်နီးပါးလောက်ဒီတွေးအိုင်နေမှာပေါ့နီနေရတယ်ပေါ့နော်ဒါကလုံးဝဟိုအရင်ဆိုးရတဲ့အရာပေါ့နော်ဆိုတော့ ဒီចောင်းဘက်ကလည်းဒီ ambulance ကလည်းဟိုအရေးပေါ်မပေးနိုင်ခဲ့ဘူးဆိုတော့တဏ္ဍာရီလောက်ပဲအဲ့ဒီနေရာမှာပေါ့နော်ဒီဟိုရေတိုင်းမှုဖြစ်တဲ့နေရာမှာပဲအဲចောင်းလားနှစ်ယောက်ကအဲ့လိုပက်လက်ကြီးလန့်နေတော့ပေါ့နော်တွေးရင်ねเนาะဆိုတော့တဏ္ဍာရီလောက်ကြာမှဆိုတော့ဒီနီးဆက်ရဒီ ambulance ဈေးလာပြီးတော့ဒီចောင်းနီးဆက်ရဈေးရုံကိုကျွန်တော်ပို့ပို့ပေးခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ပို့ပေးခဲ့တဲ့နေရာမှာလည်းတို့ចောင်းသားကြီးကိုယ်တိုင်ပဲပေါ့နော်တို့မအမတင်ပြီးပို့ပေးခဲ့တာအဲ့ဒီဆက်ရလူတွေကတော့ဒီနီးဆက်ရဒီထိုင်းနေဒီဆက်ကြွယ်ဒီတည်းအဲ့လောက်ထိမလုတ်ပေးနိုင်ခဲ့ဘူးပေါ့နော်အဲ့အဲ့ချက်လေးပေါ့နော်ဒါ စဉ်းစားကြည့်ရှင်တော်တော်လေးဆိုးဟားတယ်ပေါ့နော်ဘယ်လိုပြောမလဲအမှန်တော့ပြောအကြောင်းဘက်ကလည်းတတိချာလေးလုတ်ပြရမှာပြဒါပေမဲ့တို့အဲ့လိုအလောက်ထိမလုတ်ပြနိုင်ခဲ့ဘူးပေါ့နော်ဒီတိုက်တဲ့ကားသမားကလည်းအမှန်တော့ပြောမတော်စားဖြစ်ရဆိုပေမဲ့တိတယ်မလားအာငါငါမှတောင်းဝန်ရှိတယ်ကွာဒါငါငါကွေးလို့ဖြစ်လိုက်တဲ့အရာဒါပေမဲ့သူ့ဘက်ကနေပြီးတော့အဲ့လိုမျိုး reaction မရဘူးဗျာတိတယ်မလား ါတော့မှဟိုចောင်းသားကစေးယုံသွားတဲ့အချိန်မှာတော့စေးယုံပို့လိုက်တဲ့အချိန်မှာတော့ကာသမားစေးယုံမလိုက်တော့ဘာဘာသွားလောက်လဲဆိုတော့ရဲစကားကိုသွားပြီးတော့ဘောနော်အသူ့မှာအပြစ်မရှိကြောင်းဘောနော်သွားပြီးတော့ဒီမှာရဲတဲ့သွားပြီးစကားသပြောတော့ဘောနော်ဒါဒါတိရလူတွေတိမှာဘောနော်ဒါဘလို့လောလောလဲဆိုတော့ဘောနော်ဆိုတော့အမှန်ပြောရှိရင်တိရမလားဒါကိုကိုကြောက်ဖြစ်တဲ့အရာကိုကိုပါသိရမလားမတော်စားကိုကြောက်ဖြစ်တဲ့အရာကိုအခုဆိုလို့ရှိရင်ဒါကျောင်းသားတွေစီးအောင်သွားလို့ရှိရင်ဒါကိုကလည်းဘယ်လိုဖြစ်လိုက်သွားပြီးတော့ဒီမှာအချိန်လေးပိုင်းမေးရမှာကွာကိုနေနေငွေကြီးမထောက်ပန်းနိုင်တော့ဘောနော်အခုက ငွေကြေးယူပြောမယ်ပေးဖို့နှိမ့်တာပေါ့နော်ဟိုအပြစ်ကတော့မှတိရမလားကိုဒီအမှုကတော့မှလွတ်ပြေးချင်တဲ့လူမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ပြီးတော့ចောင်းမှာအဲ့ဒီစေးုံရောက်တော့လေဒီစေးုံမှာသူတို့ចောင်းသားဒီနဲ့သူတို့နီးစက်တငယ်ချင်းတွေပဲရှိတာပေါ့နော်အဲ့ကာသမားတဲ့အဲ့ဒီဒီရေစကန်ရောက်နေရေစကန်ဆိုတာကလည်းတိတိမာသူ့သူ့ဟာသူသွားပြီးတော့တိတိမာအဲငါဒါတော့အပြစ်မရှိဘူးတိတိမာသူ့ကိုသူရဲနဲ့သွားပြီးညှိတာကွာအဲလိုမျိုးပေါ့နော်ဆိုတော့ ီးတော့ចောင်းသားရေးရဘက်ကလည်းတယောက်မှမလာခဲ့ဘူးပေါ့เนาะမလာခဲ့ဘူးဆိုတာအဲ့ဒီအချိန်ကြီးမရောက်မရောက်နိုင်ခဲ့သေးဘူးဒါဒါတော့ထားပေါ့เนาะဒါပေမဲ့ပြီးတော့ပို့ပြီးစိုးတဲ့ချက်ကဒီစေးယုံဘက်ကလည်းဘာပြောလဲဆိုတော့เนาะအကြီးပေါ်ဖြစ်နေတဲ့လူနာဘူးတော့ပေါ့မင်းတို့ passport မပါလို့ရှိရင်အစေးယုံပြလို့မရဘူးဆိုပြီးပြောခဲ့တယ်ပေါ့เนาะဆိုတော့ဒါပြေပြောရှိရင်အကြီးပေါ်ဖြစ်နေအကြီးပေါ်ဖြစ်နေတဲ့လူလေးဗျာဟိုရေးတိုင်းမှုဖြစ်လို့အကြီးပေါ်ဖြစ်နေတဲ့လူဟိုမှာလည်းတိတိမလားဟိုအသက် ဟိုရှင်မုန်းတော့မနေကျူးစားနေတဲ့လူသွားပြီးတော့ passport မပါလို့ရှိပြလို့မရအောင်ဆိုတော့အာ passport တစ်ဖန်တိရမတက်ပြန်ယူอ่ะယူပြီးမှပြပြလို့ရတယ်ဗျာအဲ့မှာစီးရုံရောက်နေတဲ့အချိန်ကလည်းည9:00နာရီလောက်ရှိနေပြီပေါ့အဲ့မှာသူ new new york လို့ပါရတယ်ပြတော့တိရမလားဟိုဆရာအောင်မရှိရတဲ့ဗာလဲဆိုလို့ရှိရင်ည9:00နာရီရောက်နေပြီပေါ့ဖြစ်တာကအနည်းလေတနေ့7:00နာရီလောက်ရဖြစ်တာစီးရုံရောက်တာကည9:00နာရီမှရောက်တယ်ဆိုတော့အချားပေါ်တော့အချိန်တအားဟနေပြီပေါ့နော်ပြီးတော့စီးရုံဘက်ကလည်းဒီ surgery ပေါ့နော်ခွဲစိတ်မှုလုပ်မယ်ဆိုတော့လည်း အာသူကစေးကူကကဘတ်နှစ်သိန်းဝင်ကြတယ်ပေါ့နော်ဆိုတော့ဘတ်နှစ်သိန်းဝင်ကြမှာအဲ့စင်းဥပန်းကနေမင်းတို့ deposit တော့ကျွန်တော်ဒီ deposit ပေါ့နော်စင်းရံငွေအရင်တွင်းရမယ်မတွင်းနိုင်လို့ရှိရင်ဟိုခွဲစိမှုမလုပ်ဘူးဆိုလို့ပြောခဲ့တယ်ပေါ့နော်ဆိုတော့ဒါကြီးဟာပေါ့နော်ဟိုပြောမယ်အဲစင်းဥ policy ရစင်းဥ policy ပေါ့ဒါပေမဲ့အခုချိန်ကတည်ရမလားအရေးပေါ်ဖြစ်နေတဲ့အချိန်ဗျာចောင်းသားဘက်မှာလည်းအဲ့လို အခုချက်ချင်းပေါ့နော်ဘတ်နဲ့သိန်းထုတ်ပြီးဘူးဆိုတော့မဖြစ်နိုင်ဘူးဗျာနော်အိမ်မှာလည်းသူတို့မိဘရှိနေတော့မိဘတွေရတယ်ရှားရအောင်ပါဟုတ်တော့မလားရှင်းပြောရှိကျောင်းသားဘက်ကလည်းဘယ်လိုမဲ့ဟိုအဆက်အသွယ်မရှိတော့သူတို့လည်းအဆင်မပြေဘူးဗျာဒါပေမဲ့ဒီကျောင်းသားတန်ငယ်ချင်းတွေဟာဘယ်လိုဖြစ်လဲဟိုကူညီပေးခဲ့လို့တာအဆင်ပြေသွားတာပေါ့နော်ဆိုတော့ဒီသူတို့သူ့မှာပါတန်ငယ်ချင်းနှစ်ယောက်ကခဏတော့ကျောင်းမသိပါဘူးနော်သူတို့ကူညီပေးခဲ့လို့ပဲအဲဒီစီယုံမှာခွင့်စိမှုလုပ်ခဲ့တယ်ပေါ့ဒါပေမဲ့ကံမကောင်းစွာနဲ့ဒီညီဖြစ်သူကအဆင်ပြေပြီးတော့ဒီအကိုဖြစ်သူကတော့ အသက်ဆုံးသွားခဲ့တယ်ပေါ့နော်ဒါကတော့လုံးဝဝန်းနေစရာလေးပေါ့နော်ဆိုတော့ဘယ်လိုဖြစ်ပေါ့နော်အကေအမှန်တိုင်းဆိုလို့ရှိရင်တော့ဒီအမ်ယူလက်တွေဘာတွေဒီမလားဆေးရုပ်အချိန်မီပို့ခဲ့မှာဆိုလို့ရှိရင်အချိန်တွေကတော့အဲတမျိုးပြောင်းရင်ပြောင်းသွားမှာပေါ့နော်အခုကကြတော့ဒီဘလာဟိုဆေးရုံလည်းအချိန်မီပို့နိုင်အာကိစ္စရောဘာကိုလည်းအဆင်မပြေအောင်မလုပ်ပေးနိုင်ခဲ့ဘူးဆိုတော့နော်အဆင်မပြေဖြစ်ခဲ့တာပေါ့နော်အဲ့ဒါလေးပေါ့နော်ဆိုတော့ဟိုပူယူဝမ်းနေကြကောင်းတာကအဲ့ဒီအဲ့ဒီကိစ္စတွေပြီးနေတော့မှာပေါ့ဒီဒီသူ့ရဲ့အကို သူဒီအသက်ဆုံးွားနဲ့အကိုရဲ့ဒီရုပ်ကျွင်းပေါ့နော်ဒီ body ကိုစေးဟောင်းနဲ့ထုတ်ဖို့တော့မှစေးဟောင်းနေပြီးဒီမှာစေးအာစေးကူးစေးရိတ်အနေနဲ့ကျွန်တော်ဘက်နှစ်သိန်းတောင်းနေဗျာအဲ့ဘက်နှစ်သိန်းမပေးနိုင်လို့ရှိရင်အာငါတို့ရဲ့ menu ရဲ့အကိုရဲ့ဒီခန္ဓာကိုယ်မထုတ်ပေးဘူးပေါ့နော်အဲ့လိုမျိုးပြောလာခဲ့တော့အဲ့တစ်ဖက်အဲ့ပါလဲတစ်ခါ ဖြစ်ဟိုဘယ်လိုမှအခက်ခဲဖြစ်တော့ဗောနော်အကြောင်းဘက်ကလည်းရံမုံရံမုံဝင်မရှိလို့မပေးနိုင်ဘူးဒီကာသမာဘက်ကလည်းပတ်ဆက်မရှိလို့မပေးနိုင်ဘူးဆိုပြီးတော့အဲ့လိုပြောဘောလီဘောရိုက်ရင်လည်းနောက်ဆုံးမှာဒီကာရခဲ့ရှိကိုယ်တိုင်ဖြစ်တဲ့သူညီကိုယ်တိုင်ရမယ်သိမလားသူ့အမေနေပိုင်နဲ့မိသားစုနဲ့သူသူပေးပြီးတော့ဒီရုပ်ကျွင်းလောင်ကိုထုတ်ခဲ့ရတယ်ဗောနော်ပြီးတော့ဒီတကြိုတဲ့အခါမှာလည်းကြောင်မကဒီတိနမဒီမြန်မာဆရာကြီးတော့ရှိတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းဒီ assertion မှာတက်နေတော့ဒီမြန်မာဆရာရဲ့တော်များတယ်ကြောင်ကမြန်မာဆရာတွေကလည်းဒီဆရာဆရာမတွေကလည်း တော်တော်ဖေးမကူညီပါလေသူကကိုယ့်ရဲ့မြင်မှဖြစ်နေတော့ကအာဒီနေ့မှဒီ funeral လာပြီးတော့အဲဒါလေးဆင်းပြပါလားဗောအဲလိုမျိုးတော်တော်ကူညီပေးရဗျာဒါပေမဲ့အတိအမလားတချို့ဆရာဆရာမတွေကြတော့တချို့ဆရာဆရာမတွေဆိုတော့ကျွန်တော်မြန်မာဆရာမပြောတော့မဟုတ်ဘူးเนาะတိမဟိုနာမည်ဘယ်လိုမဲ့လူမျိုးအသက်မှာပြောတော့ဗျာတချို့ဆရာဆရာမတွေကြတော့ဘယ်လိုမဲ့ကျောင်းသားကိုနှစ်သိမ့်ပြရမယ်အပြင်ပေါ့เนาะအဲငါတို့နိုင်ငံမှာလာပြီးတော့အဲတိမဟဘယ်လို ဘလို့ဖြစ်ချင်နေတာလဲအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောတော့နော်တချို့ဟိုဆရာမတယောက်ဆိုလို့ရှိရင်အဲ့တိုက်သွားရတဲ့ကားသမားနေတော့မှရီမောမောစကားပြောနေတယ်ပေါ့နော်အဲ့လိုဆိုတော့ဒါနည်းနည်းသိရမလားဟိုဝန်နေလူကဝန်နေกว่าရီနေတဲ့လူကရီဆိုတော့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အเจ้าဘက်ကလည်း management လည်းညံ့နေကားသမားဘက်ကလည်းတောင်းယူမှုမရှိဘူးပေါ့နော်လုံးဝမရှိဘူးเนาะဆိုတော့အဲ့လိုမျိုးအခြေအနေမှာဆိုတော့ဒါကဟိုမဖြစ်တဲ့နှဟာကြီးဖြစ်သွားတော့အရင်ကဝန်နေစရာကောင်းတယ်ပေါ့နော် ဟောကျွန်တော်ကဒါအကြမ်းမင်းပြပြတာပေါ့နော်ကဲကိုအနေနဲ့အသေးစိတ်သိချင်လို့ရှိရင်တော့ဒီမှာ Facebook မှာလည်းအခုနာမည်ကြီးနေပါဘာဒီ assumption ဆိုရက်ချကြည့်လိုက်ပြာဒီတေချာချင်လို့ရှိ assumption university assistant ဆိုရက်ချကြည့်လိုက်မပေါ်လာလိုက်မှအများကြီးပေါ့နော်ဆိုတော့အဲ့မှာသွားပြီးတော့ဖတ်ကြည့်လို့ရတယ်ဆိုတော့ ကျွန်တော်ကတော့ဒီနေ့ကဒါကကျွန်တော်ကြားကြားချင်းပေါ့နော်ကျွန်တော်ဗီဒီယိုသင်ဖို့ပဲဒါပေမဲ့သိတယ်မလားကျွန်တော်လည်းတအားယူဝမ်းနေနေတော့မသင်ဖြစ်ဘူးဗျာဆိုတော့ဒီနေ့မှာပဲကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ကျွန်တော်သင်ပြီးတော့နော်စပီကာလုပ်ပြီးပေါ့နော်ဒါလူတွေသိအောင်လဲပေါ့နော်ဒီကျောင်းကဒီလိုမျိုးဖြစ်နေတယ်မန်နေဂျမန့်ကဒီလိုမျိုးအဆင်မပြေဘူးနော်ကျောင်းဘက်ကလည်းအခုထိလည်းသိတယ်မှာဘာမှလည်း ထုတ်ပြောရလာမရှိနေဘူးဗျာဆိုတော့အခုကြည့်ရှုနေတဲ့ဒီ viewer တွေကလည်းဒီ video share ပါတော့ဒီ video မှမဟုတ်ဘူးပေါ့နော်သူရဲ့မူရင် post ရှိတယ်အဲ့ post ကိုသွားဖတ်အသေးစိတ်ရေးရပေးပေါ့နော်အဲ့ post မှာလည်းသွားပြီးတော့ဖတ်ပြီးတော့ share လို့ရပေါ့နော်ဘာဖြစ်လို့ဆို social media မှာဒီကိစ္စ trend အားဖြစ်သွားလို့ရှိရင်ဒီ assumption ဒီចောင်းဘက်ကလည်းတည်မှာသူတခုခုပြန်လုပ်ပြီးမှာမျိုးဗျာအကဲအဲ့လိုမျိုး trend ဖြစ်နေတာမှာမလုပ်ပြီးနိုင်လို့ရှိရင်တည်မှာဒါ international university တခုပြီးပြီးပေါ့နော်လောကအဆင်မပြေဘူးဗျာရှင်းပြောရှိကြောင်းထိုင်းနိုင်ငံမှာရှိရတဲ့ private university တွေအားလုံးနီးပါးကတကယ်ကိုအဆင်မပြေဘူးဗျာဒါလည်းကျွန်တော်နောက်နေ့ကြာ video တစ်ပုဒ်နဲ့ကျွန်တော်တင်ပြမှာပေါ့နော်ဟိုចောင်းတက်ချင်လို့ရှိရင် private university ဆိုလို့ရှိရင်ရှောင်းတာရှောင်းပေါ့နော်ဒီចောင်းလဲ တက်ပြီးမှပဲဒီမှာနောင်နာရတဲ့လူဖြစ်ခဲ့ဘူးလေဘောနော်ဆိုတော့ဒါကလည်းကျွန်တော်နောက်နေ့မှကျွန်တော်တက်တက်လုပ်ပေးမယ်ဆိုတော့ခုကတော့လူများသိအောင်ဒီကြောင်းလေးကို share ပြပါဘောနော်ကျွန်တော်တွားပြီးတော့ဒီ Facebook page မှာလည်းတွားပြီးတော့ဖတ်လို့ရတယ်ဘောနော်ဒီ post မှာတွားဖတ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒီလောက်ပဲ share ပြတာဘောနော်ဆိုတော့ကို့အနေနဲ့ဘောနော်ကျောင်းတက်မဲ့သလိုရှိနေတယ်အသေးချာလေးစုံစမ်းဘောနော်အခုဒီ assumption ဆိုလို့ရှိ management အရန်ကိုဒီမှာတီးတာကြီးကိုစိုးရတယ်ဗျာအာဆိုတော့နောက်ကျောင်းသားတွေလည်းတို့မဖြစ်အောင်တော့ကျွန်တော်သိရမလား ကြောင်းမျိုးကြောင်းပေါ့နော်အကဲဖြစ်လာလို့ဒီကြောင်းကိုတက်ကိုတက်ရမယ်ဆိုလို့ရှိရင်ဒီကြောင်းမှာလည်းရှိတယ်ဒါကြောင့်မြန်မာဆရာဆရာမကြီးလေးတကူညီပြီးတဲ့မြန်မာဆရာဆရာမကြီးရှိတယ်ဘလို့ဖြစ်ပေါ့နော်ဒီမှာကိုကမတက်ခင်မှာတခြားလေးရွေးပေါ့နော်ဆိုတော့ဒီကြောင်းလေးရတာဆိုတော့တိတ်ပြီးတော့နောက်ပိုင်းလဲကိုတိုင်းတက်ကိုတိုင်းတက်နေတော့လဲအလောက်ထိဘလို့ကွန်မန့်မပေးဘူးဗျာအဘလို့ဖြစ်ဒီဟာလေးကကို share လိုက်လို့ရှိရင်ဒီ social media မှာလူအသိများလို့ရှိရင်ဒါကြောင်းဘက်ကိုလည်း impact ရှိလာပါတော့နော် impact ရှိလာလို့ရှိရင်ဖြစ်လဲဒါသူတို့ pressure ပဲဖြစ်ပါဖြစ်ပေးလာလို့ရှိရင်ကြောင်းဘက်ကလည်း တခုခုပြန်လုပ်မယ်လို့ကျွန်တော်တော့မျှော်လင့်မိပါတယ်ဘောနော်မျှော်လင့်ထားပါဘောနော်သူလုပ်ပြီလားမလုပ်ပြီလားတော့ကျွန်တော်ပြောမတတ်ဘူး